ဂေပေါင်းရှင်ဘီမားဖြစ်ချင်နေတဲ့အယ်ဂျီးရီးယားပြည်သည်နွယ်ပါးဖိုက်တာကိုပြင်ညာပေးရမယ့်ဘရိုနီကာအလုံးမဲမိင်္ဂလာပါခင်ဗျာကိုအက်စပေါ့စ်ကနေပြန်နေပြီးတော့ဂျိုဆူလိုက်ပါလေမြန်မာပြည်သားချစ်တော်ကရန်ဂျက်သစ်မာလီဘရိုနီကာတို့ကကြီးမားတဲ့ challenge ကတော့ရောက်လာပြီဖြစ်ပြီးနွယ်ပါးလား၈ရက်နေ့အမေရိကန်စံတော်ချိန်နွယ်ပါးလား9ရက်နေ့မှာကျင်းပမယ်15937မှာဘရိုနီကာကအယ်ဂျီးရီးယားပြည်သည်ကာဗျာအန်နီဆာမက်ဆန်နဲ့အာဆန်သွားမှာဖြစ်ပါလေ မဆိုင်ကကိပောင်စိန်ဇာမဘွားကိုဆဲကျော်တက်ကဆာလို့ခုံမင်းနှစ်တက်ခဲ့တာပါသူကွယ်လမ်းညုံပြသမှုနဲ့တူတံမာပြီးတော့နီးစတင်ပိုင်နိုင်တဲ့အမျိုးသမီးကိပောင်စိန်ဖိုင်တာတဦးဖြစ်လာခဲ့ပါတယ်ကိပောင်စိန်ဇာမဘွားကိုတီဆောင်တဲ့မဆိုင်ကဗီနာအေးကိုလည်းမလင်းဟင်းစေခဲ့ပါဘူး sports performance နဲ့ training methodology ဘာသာရပ်တွေနဲ့လည်းပွဲရထားသူဖြစ်ပါတယ်နောက်ဆက်လေးခုထဲမှာမဆိုင်ဖိုင်တာဘွားစတင်အောင်မြင်လာခဲ့ပါပြီ WMBF Muay Thai World Champion ဖြစ်ခဲ့တယ် ပြီးတော့မွေထိုင်း TV Fighter of the Year ဆုကိုရတယ်။နောက်ထပ်နှစ်နှစ်ကြာမှာ WKO Pro Flyweight World Championship Glory Woman Super Bantamweight World Title နဲ့ IKSA K1 Bantamweight World Championship ပြိုင်ပွဲတွေမှာ Champion ဖြစ်ခဲ့ပါတယ်။ Combat Sports ရဲ့မျိုးသမီးကိပောင်စစ် Ranking မှာ2019ခုနှစ်ကတည်းက Ranking 1ဖြစ်နေရက်တီလာသူပဲဖြစ်ပါတယ်။ World Championship မှာ Maxan က6ပွဲထိုးထားပြီးတော့၄ပွဲနိုင်၂ပွဲဆုံးထားပါတယ်။ကိပောင်စစ်၄ပွဲ၊မွေထိုင်း၂ပွဲထိုးထားပြီး ကေပောင်စင်၄ပွဲတည်းကနှစ်ပွဲကိုဆုံးထားခဲ့တာပါကေပောင်စင်သမားကေပောင်စင်ချန်ပီယံကပတ်မျောနေတဲ့မန်ဆန်နဲ့ကေပောင်စင်စီမင်းတိုင်းထိုးရမယ်ဆိုပေမဲ့ဘရိုနီကာလုံးဝမရနိုင်တဲ့ပြိုင်ပမျိုးမဟုတ်ပါဘူးဘရိုနီကာဝိတ်တွင်ဘသူကမှမကြောက်ဘူးလို့ကြွေးကြော်ထားသူပါသူရဲ့လက်သီးသူရဲ့ကန်ချက်သူရဲ့အဆက်မပြတ်ဖိအားပေးမှုတွေကြောင့်ပြိုင်ဘက်တွေအသက်ရှူမဝပါဘူးဒိုင်းဖိုင်ဘီအမအပွဲကိုပိုင်ဆိုင်ဘူးသူဘရိုနီကာအတွက်ဝမ်ချန်ပီယံရှစ်ချန်ပီယံကပတ်ဟာနောက်ထပ်မျောလင်းချက်ပါအဲ့ဒီမျောလင်းချက်အတွက်အားစီမှန်သမျှကိုကြောဖြတ်ချင်နေတယ် တန်တရားမြန်ဝုန်းတွေကိုလောင်ကြည့်ပြီးတော့ဘရိုနီကာအစွမ်းပြကျင်နေပါတယ်ဘရိုနီကာကဝမ်ချန်ပီယံရှစ်ရောက်ချိန်ကလေးကချန်ပီယံကပတ်ရယူဖို့ဆုံးဖြတ်ထားတာပါထိုင်းတက်သစ်ဆာဖိုင်တာဂျူနီယာကိုလဲထိုးနိုင်ရပြီးတဲ့နောက်ဘရိုနီကာကြွေးကြော်တန်းကပို့ပြီးတော့အာမန်ပါလာတယ်ခုနှစ်ပွဲဆက်အနိုင်ရထားတဲ့ထိုင်းတက်သစ်ဆာဖိုင်တာဂျူနီယာကိုဘရိုနီကာကတစ်ဖက်သက်ရှင်ပိုင်းထိုးတက်ခဲ့ပြီးတော့ဒုတိယချီမှာအလဲထိုးအနိုင်ရရှိခဲ့တာပါဘရိုနီကာကအလဲထိုးနိုင်ပွဲရလို့ပိုစုကြီးလဲပိုင်ဆိုင်ခဲ့တယ်။အွန်လန်းဆန်ခင်းလို့မြန်မာပြည်သက်တွေအသေးစွဲဖိုက်တာ အောင်မြင်မဲ့ fighter ဖြစ်တဲ့ဝမ်ဥခရာချက်ထရီကယူဆထားပါတယ်။ဘရိုနီကာပထမဆုံးနိုင်ပွဲဆရာဂျိမာတခဲနဲ့အားပေးနေရမြင်ရပြီးတော့ဒီထက်မကအောင်မြင်ရင်ဝမ်ဥခရာချက်ထရီရဲ့ငွေရှာဆက်ဖြစ်လာနိုင်ပါတယ်။ဘရိုနီကာဝမ်နာမည်ကျော်အလရှာရိုဒီဂက်စ်နဲ့ချန်ပီယံကပတ်စင်ကိုခိုင်းတဲ့အထိကိုစမ်းတင်နေပါတယ်။ဘရိုနီကာဘလို့ပြိုင်ပန်းမျိုးကိုမဆိုထိုင်းလန်ဒီမှာမှုတ်ပြီးမဲ့နောက်ထပ်နိုင်ပွဲတွေထပ်ပြီးတော့ယူစီခြင်းနဲ့အတန်ဝိတ်တိုင်းရဲ့အထောက်ပို့ပြီးတော့ဂျင်းညက်ပြီးဘောက်ဆင်းစကေးတွေပိုကောင်းလေးခြင်းရမယ်။ ဘရိုနီကာကလပ်တိုင်ဂါမွေတိုင်းပိုင်ရှင်ကတော့ချက်ထရီကိုဘရိုနီကာနဲ့ပရိုမိုးရှင်းဆင်းဖို့လေတံပစ်နေတယ်ဘရိုနီကာကိုချန်ပီယံကပတ်လူဝဲခက်မြန်မြန်ဖြစ်အောင်လုပ်ပြီးတော့ UFC ကိုအစုလိုက်အပြုံလိုက်ရောက်နေတဲ့မြန်မာပရိသတ်တွေကိုပြန်လဲဆွဲဆောင်ခိုင်းထားခဲ့တာပါဘယ်လိုပဲဖြစ်ဖြစ်ဘောက်ဆင်ထိုးပြီးတဲ့ဘရိုနီကာကကေပေါင်စီစီးမြင်းနဲ့အညီမက်ဆန်ကိုအန်တုနိုင်မယ်ထင်တယ်နေအောင်စလုံးဖွင့်ကစားကြလို့လဲကြည်ကောင်းမယ်ပွဲပါဘရိုနီကာကဘယ်လိုပြိုင်ပန်းမျိုးကိုမဆိုရင်ဆိုင်နိုင်ဖို့အသင့်ရှိနေတဲ့ဖိုက်တာမဟုတ်ပါလား ဟုတ်ကဲ့ပါအဲ့တော့တိမ်ကြိုင်မြင်တွေ့ရမယ့် Brownie Guy ပွဲနဲ့ပတ်သက်ပြီးတော့ဘောရောဘလို့အမြင်မျိုးရှိကြလဲပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးပါ